နိုင်ငံခြားကိုထွက်ဖို့ပြင်ဆင်နေကြတဲ့သူတွေအတွက်ကြုံရတဲ့အဓိကစိန်ခေါ်မှု၃ခုကိုပြောပြပေးပါမယ်။နံပါတ်၁ကတော့ငွေရေးကြေးစိန်ခေါ်မှုဖြစ်ပါတယ်။အဲဒီငွေရေးကြေးစိန်ခေါ်မှုကိုအောင်မြင်အောင်ကြော်လှနိုင်ဖို့ဆိုရင်ကိုကကိုရောက်နေတဲ့နိုင်ငံမှာဘဏ်အကောင့်ဖွင့်ထားပါ။အဲဒီဘဏ်အကောင့်ဖွင့်ထားတဲ့အခါမှာဆိုလို့ရှိရင်ကိုကနောက်တနိုင်ငံဗီဇာလျှောက်ဖို့ဆိုလို့ရှိရင်ဒီ bank statement ကတေချာပေါက်ပြရတာဖြစ်ပါတယ်ဒါကတော့နံပါတ်1ကြုံတွေ့နေရတဲ့ bank statement စင်ခေါ်မှုကို ကျွတ်တင်ပြင်ဆင်ရမယ်နံပါတ်၁ချက်ပါနံပါတ်၂ချက်ကတော့ကိုယ့်ရဲ့ပါမစ်တွေကိုမိကိုအမြဲတမ်းတက်တန်းတိုးရတာဖြစ်ပါတယ်အဲ့တော့ကိုကနောက်တနိုင်ငံကိုရွှေ့ဖို့ဆန္ဒရှိတယ်ဆိုလို့ရှိရင်ပါမစ်ကိုအမြဲတမ်းတက်တန်းတိုးဖို့အတွက်ကိုစီစဉ်ထားမှာနံပါတ်၃စင်ခေါ်မှုကတော့ကိုကဒီဗီဇာကိုဘယ်လိုလျှောက်ရမယ် ဆိုတာကိုမသိတဲ့စင်ခုံမှုတို့မဟုတ် confuse ဖြစ်နေတယ်ဘယ် website ကနေဝင်ရှောက်ရမယ်ဆိုတာကိုမသိတဲ့စင်ခုံမှုတို့မဟုတ်ဘယ် agency ကိုရွေးရမယ်မှမသိတဲ့စင်ခုံမှုမျိုးဖြစ်ပါတယ်ဒီသုံးချက်ကတော့ဒုတိယနိုင်ငံကိုရောက်ပြီးတော့နောက်တစ်နိုင်ငံကိုရွှေ့ချင်တဲ့သူတွေအတွက်ကြုံနေရတဲ့စင်ခုံမှုသုံးချက်ဖြစ်ပါတယ်ဒီစင်ခုံမှုသုံးချက်ကနေကြော်ရွားနိုင်ခြင်းနဲ့ဆိုလို့ရှင်တော့အခုပဲ Marisa ကို phone call ပြီးတော့ ဘယ်လိုပြင်ဆင်လို့ရလဲဘာတွေကိုဗီဇာလျှောက်ဖို့အတွက်ပြင်ဆင်လို့ရလဲဆိုတာကိုမေးမြန်းလိုက်ပါရှင်အားလုံးပဲအဆင်ပြေပြေနဲ့ကြီးတွေအများကြီးထွက်နိုင်ကြပါစေရှင်အလိစာပါ